ကျွန်တော်ပြတ်တမှုဖျားကိုကုတော်လိုက်မယ်ပြီးမှကျွန်တော်နှက်ရေကန်ကိုတက်သွားမှာပေါ့ဗျာနော်ဒီနှက်ရေကန်ကတော့နှက်ပြီးမှရောက်တော့ပြီစင်းတယ်ဒီပုံမှာရောက်လာတော့လဲတော်တော်လေးကိုတာရတယ်ဗျာနော်ဒီကျွန်တော်ရမိတ်ဆွေတို့အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ရမိတ်ဆွေတို့ကိုနှက်ရေကန်ရှိတဲ့ဘုန်းကြီးကျောင်းတကြောင်းနဲ့ခေါ်လာဖို့မှာဖြစ်ပါတယ်ဒီဘုန်းကြီးကျောင်းပုံစံလေးတွေကိုကျွန်တော်လိုက်ပြပြတာနဲ့ကျွန်တော်ရမိတ်ဆွေတို့ကိုနှက်ရေကန်ရှိတဲ့တောင်ပေါ်တနေရာမှာခေါ်တော့ပြမှာဖြစ်ပါတယ်ကဲကျွန်တော်နဲ့အတူလိုက်ကြည့်ကြပါလို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ ဒါကတော့ခုံးကြောင်ပေါ့ဗျာနော်ခုံးကြောင်တော်တော်တက်ပယ်နေတယ်ဒါကကြောင်ဝင်ရနေထားလေးပေါ့ဗျာနော်ဒီဘက်မှာဆိုရင်ဇီဒီရှိတယ်ပေါ့ဗျာဟောဇီဒီလည်းတက်ပယ်တာပဲနော်ဒါကဟိန္ဒူဘုရားပေါ့ဗျာနော်ဟိန္ဒူဘုရားလားဟိန္ဒူနတ်လားတော့မပြောတတ်ဘူးဗျာနော်ဒီမှာထဲထဲမှာဆိုရင်ထိုင်တော်မူဘုရားတစုလောက်ထားပြေးတာရှိပါတယ်အဖြူပေါ့နော်ထိုင်တော်မူဘုရားကတော့ဒီဘက်မှာဆိုရင်ထိုင်တော်မူဘုရားရှိတယ်ဗျာအော်ဒီနေ့ကယင်ကြီးတွေတက်တော့တော်ထဲမှာရှိလို့လေးနော်အဲ့လိုမျိုးလေးတွေဗျာနော် ဒီဖက်ဆိုရင်တော့ပို့ပြီးတော့ကောင်းကောင်းမြင်ရတယ်ဗောဗျာနော်ဒီဖျားကိုလာတဲ့ လန်တောင်လျှောက်ဟာဆိုရင်ဒီညတွေနဲ့စိမ့်နေလို့ပဲဗျ။ဘာဖြစ်လို့လဲဆိုတော့ဒီနေရာတွေကတော်ထဲမှာဖြစ်တော့လေမိုးကရွာထားတော့အဲ့လိုမျိုးစိမ့်နေတဲ့ညညလေးတွေညင်တွေ့ရမှာဖြစ်ပါတယ်။အခုကျွန်တော်လာတဲ့အချိန်မှာဆိုရင်မိုးဦးကျပေါ့နော်။မိုးဦးကျဆိုတော့လေဒီလိုမျိုးစိမ့်စိမ့်ဆူဆူလေးတွေညင်တွေ့ရပြီးတော့အေးလေးအေးတယ်ဗျနော်ဒီအချိန်ကတခုမကောင်းတာကတော့တော်ထဲမှာဖြစ်တဲ့အတွက်ခြင်တွေတော်တော်များတယ်ဗျနော်။လာမယ်ဆိုရင်တော့ညင်လက်ရှိတွေတော့ဟုတ်လားတင့်နေဗျနော်ဒီဖရားက ဒီဆရာတော်တွေဟာဆိုရင်ဒီခရိုင်မှာနာမည်ကြီးခဲ့တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဗျာနော်။ဒါကြောင့်မလို့ဒီနေရာမှာအာရုပ်ထုတော်ဖြစ်နေလောက်ထားပေးတာတွေရှိပါတယ်ဗျာ။နတ်ရေကန်ကတော့သူ့ရဲ့တက်တဲ့လမ်းကဒီမှာရှိပါတယ်ဗျာနော်။ဒါကျွန်တော်တို့နတ်ရေကန်တက်သွားကြည့်မယ်ဗျာနော်။ကျွန်တော်လေ့လာတိရှိတဲ့လောက်ကတော့ဒီနတ်ရေကန်ကတော်တော်လေးကိုတော့တက်သွားရတယ်ဗျာနော်။တောထဲမှာရှိတဲ့အတွက်အေးလေအေးချမ်းတယ်လို့တိတ်ဆိတ်မှုကြိုက်နှစ်တက်တဲ့လူတွေတွေ့လဲတော်တော်လေးကိုကောင်းတယ်ဗျာနော်။ပြီးတော့မူဦးကျဆိုတော့တော်တော်လေးကိုစိတ်စိတ်ဆူဆူရှိသွားတယ်ဗျာနော်။ဒီလမ်းကတော့ငကားလမ်း န်တစ်ဝက်ရှိမယ်ပြီးတော့ဘီလက်မြေနဲ့လောက်ထားတဲ့ရန်တစ်ဝက်ရှိတယ်ပေါ့ဗျာနော်ကဲကျွန်တော်နဲ့အတူလိုက်ကြည့်ကြပါလို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာကဲတက်မယ်ဗျာနော်တော်တော်လေးကိုမြင်တာပဲဗျာရှေ့မှာရောက်ပြီပဲတနေရပေါ့အနာမဲနေရနှစ်ရေကန်တော့မရောက်သေးဘူးဗျာဒါကတော့လန်ခွဲပေါ့ဗျာနှစ်ရေကန်တက်သွားတာကဒီဘက်တလန်ရှိမယ်ဒီရက်တော်မူခင်ဗျာတက်လာတာကဒီလန်ပေါ့ဗျာနော်ကျွန်တော်ရက်တော်မူဖျားကိုတွားပြီးတော့ကတော့လိုက်မှာပေါ့ဗျာနော်ဒီဖျားရောက်လာပြီဆိုတော့လေကျွန်တော်ရက်တော်မူဖျားကို ကတော့လိုက်မယ်ပြီးမှကျွန်တော်နဲ့ရေကန်ကိုတက်သွားမှာပေါ့ဗျာနော်ကျွန်တော်တို့ဖုံးချောင်းကနေပြီးတော့ဒီတောင်ပေါ်မှာတက်လာပြီးဆိုရင်လေလမ်းတဝက်မှာပေါ့ဗျာနော်ဒီလိုမျိုးမြေပြန့်တတလေးလမ်းမျိုးတွေကျွန်တော်တို့ရောက်လာမှာဖြစ်ပါတယ်ပြီးတော့ဒီရှေ့မှာဆိုရင်လေခေါင်းလောင်းလေးတွေရှိတယ်ပေါ့ဗျာနော်နဲ့ရေကန်ကိုတက်လာတဲ့လူတွေအမောပြေဖို့အတွက်ပေါ့နော်ထိုင်နားမဲ့နေရာလေးတွေဒီလိုမျိုးဖျားရုပ်ထုတော်နဲ့ဇေယျလေးတွေလောက်ထားပေးတာရှိတယ်ပေါ့ဗျာနော် ဒီနတ်ရေကန်ကတော့နတ်ပြည်မှာရောက်တော့ပြီးစင်းတယ်တော်တော်လေးကိုဝေးတယ်ဗျာမဆွေတို့ကြီးဒီနေရာမှာနတ်ဆင်ရှိတယ်ဒီဘက်မှာတော့ဖះဆင်မို့ဗျာနော်ဒီဘက်မှာကျတော့နတ်ဆင်ဗျာပြီးတော့ဟိုဘက်မှာလည်းနတ်ဆင်ပဲဗျာနော်ကျွန်တော်တက်လာတာနာတဲ့နေရာကြော်လာတာတုံးနေရာရှိပြီးဒီနေရာပါပါတယ်ဆိုရင်လေနတ်ရေကန်မရောက်သေးဘူးဗျာနော်တော်တော်လေးကိုတက်ရတယ်ဗျာဒီနတ်ရေကန်ကဲကျွန်တော်တို့ဆက်တက်မယ်ဗျာနော် ကွာဒီနဲ့ရေကန်ကတော့အသွေးကလေးနဲ့တက်လာတော့မိတ်ဆွေတို့ကြီးအော်လို့ကျွန်တော်ထင်တာတော့နောက်ဆုံးပေါ့ဗျာတော့ဒါကတော့အရန်ကိုမှတ်တာဗျာအဲ့လိုမျိုးကိုမှတ်ပြီးတက်သွားတာအမလေးတေးပါတော့ကဲခုကျွန်တော်နဲ့ရေကန်ရှိတဲ့တောင်ထိတ်မှာပေါ့ဗျာတော့ခုကျွန်တော်ရောက်ရှိလာပြီးဖြစ်ပါတယ်ကျွန်တော်ရဲ့အနောက်မှာဆိုရင်လေဇေဒီရှိတယ်ပေါ့ဗျာတော့ဇေဒီတေးတေးလေးတစ်စုရှိတယ်ပြီးတော့ကျွန်တော်ထိုင်နေတဲ့နေရာကတော့ရှုကင်းတွေ view တွေကြည့်တဲ့နေရာပေါ့ဗျာတော့ကျွန်တော်ရဲ့ရှေ့မှာဆိုရင်ရေလောင်တမ်းမှန်ရှိတယ်ဗျာတကယ်ကျွန်တော်မဲဆိုတော့တစ်ချက်ကြည့်လိုက်ဗျာ နဲ့ရေကန်ရှိတဲ့တောင်ထိပ်ကနေပြီးတော့မြင်တွေ့နိုင်တဲ့ကြီးလုံးတမန်ပေါ့ဗျာနော်ဒီပုံမှာရောက်လာတော့လဲတော်တော်လေးကိုတာရတယ်ဗျာနော်ဒါပေမဲ့ရေစားတယ်ဗျာရေမယူလာရောက်ဘူးဗျာနော်ရေယူလာရင်တော့တော်တော်ကောင်းမယ်ဗျာလာတဲ့လူရှိခဲ့မယ်ဆိုရင်လည်းရေပါယူလာပေါ့ဗျာနော်ဒီတောင်ကတော်တော်မှတ်တယ်ဗျာကဲကျွန်တော်တို့ဒီရေလုံးတမန် view ကိုကြည့်ပြီးတာနဲ့ကျွန်တော်ရမင်းဆွေတွေကိုနှက်ရေကန်ရှိတဲ့နေရာကိုတော့ပြပြပေးမှဖြစ်ပါတယ် နဲ့ရေကန်ကတော့တော်တော်လေးကိုနဲ့တယ်ဗျာနော်တော်တော်လေးကိုနဲ့ပြီးတော့ကျွန်တော်တို့မဝင်ခင်မှာဖနက်တွေပါတွေချွတ်ရတာပေါ့ဗျာနော်ကျွန်တော်တို့ဝင်သွားပြီးဆိုတော့တတိဝိတ္တရနဲ့ဝင်သွားစေချင်တယ်ဗျာနော်ဘာဖြစ်လို့လဲဆိုတော့တော်တော်လေးကိုနဲ့တယ်ဗျာနော်တော်တော်လေးကန်လှုပ်ထားတာကတန်နေဆိုတော့လေခိုင်ခမ်းမှုတော့ရှိပါတယ်ဒါပေမဲ့ချောတာပေါ့နော်နည်းနည်းချောတယ်ဗျာကျွန်တော်တို့ဝင်သွားလို့အခန့်ပြင်ပြုတ်ကြတော့ရင်တော့အန်ဒီရရှိတယ်ပေါ့ဗျာသူကကြောက်တုံကြောက်ခဲတွေကြီးပဲဆိုတော့လေ